ားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မေလာ၁၄ရက်ဗဒုံနေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကိုတင်ဆက်ပေးပါရမယ်မြင်းကလေးသတင်းအနေနဲ့ဒီကနေ့မနက်မြန်မာစံတော်ချိန်မနက်9:50မိနစ်အချိန်မှာပသိမ်ကြီးမြို့ရဲ့မြောက်အရှေ့မြောက်ဘက်နှမိုင်ခန့်အကွာအနက်10ကီလိုမီတာကိုပဟိုပြူပြီးအင်အား 3ရစ်တာစကေးနဲ့မြင်းကလေးငယ်တစ်ခုလှုပ်ခဲခဲ့တဲ့အပြင်မနေ့9:15မိနစ်အချိန်မှာလဲနေပြည်တော်ပေါ်ပါသီရီမြို့ရဲ့မြောက်ဖက်ငါးမိုင်ခန့်အကွာအနက်16ကီလိုမီတာကိုပဟောပြူပြီးအင်အား3.7ရစ်တာစကေးနဲ့မြင်းကလေးငယ်တွေလှုပ်ခတ်သွားခဲ့ပါတယ်။အနောက်တောင်မုတ်တုံလေးဟာမြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အရှေ့တောင်ပိုင်းကိုဝင်ရောက်ခဲ့ပြီးဖြစ်ပါတယ်။ကပလီပင်လယ်ပြင်မှာတော့ လေပွေလိုင်းဟာဆက်လက်တည်ရှိနေစေဖြစ်ပြီးလေပြားနဲ့ရေဝန်ကနေတဆင့်မုန်တိုင်းငယ်အဖြစ်သားရောက်ရှိမယ်လို့ခန့်မှန်းထားပေမဲ့ဘင်္ဂလားပင်လယ်ော်အရှေ့လေပိုင်းမှာစိုက်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ခြင်း80ရာခိုင်နှုန်းအထိမြင့်တက်လာတော့ကို တွေ့ရတယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကခန့်မှန်းထားပါတယ်။မုတ်တုံလေဦးဝင်ရောက်လာမှုကြောင့်ဒီကနေ့ကနေ26ရက်နေ့အထိချင်းပြည်ရှမ်းပြည်ကရနီကရပြည်မွန်ပြည်ကရင်ပြည်နဲ့သတင်းနိုင်တိုင်းတို့မှာ နေရာစိတ်စိတ်ကြံပြင်းနေတဲ့တိုင်းတော်မှာနေရာကွက်ချောင်းမိုးထချုံရွာနိုင်ပြီးနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ရှမ်းကုန်းမှာတော့မနေ့ပြန်မေလ15ရက်နေ့မှာ24နာရီအတွင်းမိုးအလွန်များနိုင်မှာဖြစ်ပြီးမိုးရေချိန်ငါလမကန်ထိရွာနိုင်တယ်လို့ဥဝင်နိုင်ကအသိပေးထားပါတယ်။ဒီကနေ့ညနေအထိချင်းပြီးရခိုင်ပြီးမကွေးတိုင်းနဲ့စကိုင်းတိုင်းအောက်ပိုင်းတို့မှာနေရာစိတ်စိတ်ကြံပြင်းနေတဲ့တိုင်းတော်မှာနေရာအနှံပြမိုးထချုံရွာနိုင်ပြီးရွာရင်ရှားနှောင်းပြေဖြစ်ပါတယ်။ မန္တလေးတိုင်းနဲ့တနင်္သာရီတိုင်းတို့မှာတော့နေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အရှေ့တောင်ပိုင်းတို့မှာမုတ်တုံလေအားအသင်တင်ရှိနေပြီးဘင်္ဂလားပင်လယ်အနောက်အလဲပိုင်းမှာတင်နေငယ်ဖြစ်ထွန်းနေကကြံဘင်္ဂလားပင်လယ်အော်မှာတော့တင်အသင်တင်ဖြစ်ထွန်းနေပါတယ်။ညဝချုံမမော်တမာခွေမွန်တနင်္လာရီကံရံတရှောင်းနဲ့ကံလွန်ပင်လေပြင်းတို့မှာတခါတည်းမိုးသက်လေပြင်းများကြာရောက်နိုင်ပြီးလှိုင်းအသင့်အတင်းကနေလှိုင်းကြီးနိုင်ပါတယ် လှိုင်းအမြင့်မှာခုနှစ်ပေကနေ9ပေခန်းထိရှိနိုင်ပါတယ်။ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတော့လှိုင်းအမြင့်9ပေကနေ9ပေခန်းရှိနိုင်ပါတယ်။ ရခိုင်ပြည်ရှမ်းပြည်မြောက်ပိုင်းမန္တလေးတိုင်းနဲ့တရနာရီတိုင်းတို့မှာမိုးတိမ်တောင်တွေဖြစ်ပေါ်နေပြီးအဆိုပါမိုးတိမ်တောင်တွေရွေ့ရှားရနေရတဲ့လျှောက်မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းများတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှင်စိလက်ခြင်းနဲ့မိုးသီးကျွေခြင်းစားတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့ဖြင့်ကြိုတင်သတိပြုနေထိုင်ကြဖို့စစ်ကောင်စီမိုးစလာကအကြံပြုထားပါတယ် နောက်နှစ်ရက်အတွင်းကရင်ပြည်မွန်ပြည်ရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းနဲ့တနင်္လာရီတိုင်းတို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါရဲ့ရှင်။ကျမနွယ်နွယ်ပါ။